အစစ်ဖွဲ့ရဲ့အစိုးရဟောင်းဖြစ်တဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဇဘူသီရီမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဥပဒေစရာသောအပါဝင်အမှုပညာရှင်တွေရဲ့ NLD ပါတီအောင်နိုင်ဖြော်ပြပွဲကိုအော်တိုဘာလ29ရက်နေ့ကနေပြည်တော်မှာကျင်းပပြုလုပ်ခဲ့ပါတယ်ပါတီနိုင်ရမီ NLD အမ်ဂျောင်းလေးကြီးရဲ့တမိုင်းတဲ့နေရလေးများနှလုံးသားတွေကပြောင်းချင်မှာပေါ်ရ နေပြည်တော်ဇဘူသီရိမြို့နယ်တပြေကုန်းစင်းရှိမှာပြုလုပ်ခဲ့တဲ့အဲ့ဒီဖြော်ပြပွဲကိုပြည်သက်တောင်းချီတက်ရောက်ခဲ့ပါတယ်ဖြော်ပြပွဲကိုညနေ၄နာရီလောက်ကစတင်ခဲ့ပြီးညနေ၆နာရီအထိပြုလုပ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီပွဲကိုနေပြည်တော်ကောင်စီအတွင်းရှိမြို့နယ်ရှင်းမြို့နယ်ကအမျိုးသားဒီမိုကရေစီအခွဲချုပ်ထောက်ခံသူတွေတက်ရောက်ခဲ့ကြတာပါ ဖြော်ပြပွဲကိုဒါရိုက်တာဂျီယူရှင်ကဥဆောင်ခဲ့တာဖြစ်ပါတယ်။အလူပညာရှင်တွေအနေနဲ့ဒါရိုက်တာဂျီယူရှင်လွတ်တော်ကိုစလေလောက်ဥဖြိုးစေရသောအပါအဝင် ကော်နီ၊ရှီ၊တူတူ၊ရဲသွင်း၊အနက်ကတန်တာဝင်း၊တာကြီး၊ဆန်နီမြင့်တွင်အိမ်မက်ဆောင်ရာအဆိုတော်တချို့နဲ့နေပြည်တော်ရှိဒေသခံအဆိုရှင်တွေ ဖြော်ပြခဲ့ကြပါတယ်။အဲ့ဒီဖြော်ပြပွဲကိုတက်ရောက်လာသူတွေကိုရွေးကောက်ပွဲကျင်းပတဲ့နေ့မှာပါတီဝစ်ဆောင်မဝစ်ဆင်ဖို့ ပါတီတစိ့ကတ်ထားတဲ့လက်ကင်ဖုန်းတွေကိုမဲယုံရဲ့ဂိုင်း900အတွင်မယူဆောင်သွားဖို့အဆရှိတဲ့အထူးသတိပြုရမယ့်အချက်တွေ ပါဝင်တဲ့လက်ကမ်းစာဆောင်တွေကိုဖြန့်ဝေပေးခဲ့ပါတယ်ဒီကောင်တော့ဘယ်ကြောင်ပြလာကြလဲဖုန်ကြီးရဲ့ကြောင်ဘာဘုတ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 ်ကြီးရဲ ဒါပြင်ပါတီဝင်တွေကဖြောပြပွဲကျင်းပစဉ်အတွင်းမှာအမိုက်တွေကိုလိုက်လံသိမ်းဆီးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။